္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်အောက်တိုဘာလ15ရက်နေ့ရေဒီယို NUG ရဲ့မနက်ခင်းစီရီသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။ချင်းပြည်နယ်ဘန်ဟာကျေးရွာစာတင်ကြောင်အောင်လေကြောင်းတိုက်ခိုက်မှု CDF ဟာကာပြင်းထန်စွာကက်ကွက်ရှုတ်ချလိုက်တဲ့သတင်းကိုတင်ပြပေးကြပါမယ်။ ချင်းပြည်နယ်ဟာခါမြို့နယ်ဘန်ဟားကျေးရွာရှိစာတင်ကြောင်ကို2025ခုနှစ်အောက်တိုဘာလ23ရက်နေ့မနက်10:00နာရီခန့်မှာအကြမ်းဖက်စစ်ကောင်စီကလေကြောင်းကနေရက်ဆက်ကြမ်းကြုတ်စွာတိုက်ခိုက်ခဲ့မှုပေါ်ချင်းပြည်သူကာကွယ်တပ် CDF ဟာခါကပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းအောက်တိုဘာလ14ရက်နေ့မှာထုတ်ပြန်ကြေညာခဲ့ပါသည်။ အဆိုပါလေကျောင်းတိုက်ခိုက်မှုကြောင့်ကျောင်းသား2ဦးရှိနေနေကျောင်းသူ2ဦးဆက်နေနေသေဆုံးခဲ့ရပြီးဒေယံရရှိသူ22ဦးအနက်2ဦးမှာစိုးရင်ပွဲရာဒေယံများရရှိခဲ့က CDF ဟာခါကသေဆုံးသူများရဲ့မိသားစုဝင်များနဲ့ရွာသူရွာသားများနဲ့အတူထတ်တူကြေကွဲဝမ်းနေရကြောင်းထုတ်ပြန်ကြေညာချက်မှာဖော်ပြထားပါတယ်။ဗန်ဟားကြီးရဟာ CDF ဟာခါရဲ့တက်စကန်မဟုတ်ပေအယက်သားကလေးများပညာသင်ကြရာစာသင်ကျောင်းဖြစ်ကြောင်းစစ်ကောင်စီရဲ့ရွေကျက်ရှိရှိပြစ်မှတ်ထားတိုက်ခိုက်မှုဟာနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများအခြေခံလူ့အခွင့်အရေးနဲ့လက်နက်ကိုင်ပဋိပက္ခဆိုင်ရာဥပဒေများကိုစိုးရွားစွာချိုးပေါက်ခြင်းဖြစ်ပြီးစစ်ရာဇဝမှုကျူးလွန်ခြင်းပဲဖြစ်ကြောင်း CDF ဟာကကထောက်ပြထားပါတယ်။ဒါပြင်စစ်ကောင်စီရဲ့တရားမဝင်ရေကောက်ပွဲအကျိုးကာလမှာအယက်သားနေရာများအောင်ဇက်တိုက်လေယာဉ်များနဲ့ဘုံးကျဲတိုက်ခိုက်မှုများကိုချင်းပြည်နယ်အတွင်းဇက်တိုက်လှုပ်ဆောင်နေခြင်းဟာ၎င်းတို့ရဲ့ရေကောက်ပွဲရဲ့တရားမဝင်မှုကိုတတ်သိပြနေခြင်းဖြစ်ကြောင်းပြည်သူများအားအဆိုပါရေကောက်ပွဲမှာလုံးဝမပါဝင်ရတဲ့ပါဝင်သူများကိုထိရောက် ောက်စွာအေးအေးယူမည်ဖြစ်ကြောင်းတတိပေးထားပါသည်။ CDF ဟာကကအကြမ်းဖက်စစ်ကောင်စီအားအရက်သားများ၊ကြောင်းများ၊စေးရုံများနဲ့ဘာသာရေးအဆောက်အအုံများကိုတိုက်ခိုက်ခြင်းကိုချက်ချင်းရပ်တန့်ရန်နဲ့ဤတိုက်ခိုက်မှုများကိုစီစဉ်သူခွင့်ပြုသူများနဲ့အကောင့်ထည့်ဖို့သူများကိုတာဝန်ယူမှုရှိစေရန်နိုင်ငံတကာနဲ့ပြည်တွင်းဖွဲ့စည်းများကဖိအားပေးရန်တိုက်တွန်းထားပါသည်။ စေကောင်းစီကပြည်သူအာဏာကိုပြည်သူလူထုထံပြန်လည်အနှင်းပြီးဆရာနာရှင်စနစ်ကိုအပြီးတိုင်ဖျက်သိမ်းတည်တီပြည်သူများနဲ့အတူတိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်ခင်ဗျာတဝဲမြို့နယ်မောင်မဲရှောင်ကျွရတိုက်ခိုက်မှုမှာစစ်ကောင်စီတပ်သား၅ဦးသေဆုံးခဲ့တဲ့တဲ့ရင်ကို တင်ပြပေးကြပါမယ် အော်တိုဘားလ73ရက်နေ့မနက်10:00နာရီဝန်းကျင်မှာအမှတ်300နှစ်မှာလက်နယ်ခဲယမ်းများနဲ့ထွက်လာတဲ့စိတ်ကောင်းစီအင်အားတရားကျော်ကိုဒဝေမြို့နယ်အတွင်းမောင်မဲရှောင်ကြီးရွာမှာပြစ်ခတ်တိုက်ခိုက်ခဲ့ရာစိတ်ကောင်းစီတပ်သား5ဦးသေဆုံးခဲ့ကြောင်းဒူရကစစ်ကြောင်းမှသတင်းထုတ်ပြန်ထားပါတယ်။အဆိုပါတိုက်ခိုက်မှုတွင်ညီနောင်ရဲဘော်များထိခိုက်မှုမရှိဘဲစုခွာနိုင်ခဲ့တယ်လို့သိရှိရပါတယ်။ တနင်္သာရီတိုင်းဒေသကြီးတွင်စည်ရီများအရှိန်ဟုန်တိုးမြင့်လာနေတဲ့အချိန်ဖြစ်တာကြောင့်ပြည်သူများအနေနဲ့စည်ရီဆိုင်ရာအထူးသတိပြုကာတွာလာနေထိုင်ရန်တိုက်တွန်းထားတဲ့ပြင်တိုင်းဒေသကြီးတွင်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုများမြည်သည့်အချိန်မဆိုဖြစ်ပေါ်နိုင်သည်ကိုသတိပေးကာလေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ သတင်းချက်လက်များကို လိုက်နာကြင်ကြံရန်တောင်းဆိုထားပါသည်။ ဒေါ်လာယင်းနဲ့စည်ရေးချိန်မြင့်လာတည်ရအများပြည်သူ့ဘက်နဲ့အမတ်တရားဘက်ရဲ့ဒီလိုသူစိတ်ကောင်းစီရဲ့စစ်တီတော်များရဲတပ်ဖွဲ့ဝင်များကိုပြည်သူရင်ဝင်ထံခိုလုံစေပြီးအမြန်ဆုံးပူပေါင်းရန်ဖိတ်ခေါ်တိုက်တွန်းထားပါရခင်ဗျာဆလဘီဖာကတ်မှာတိုက်ပွဲများပြင်းထန်နေပြီးစိတ်ကောင်းစီတပ်သား30ကျော်တေဆုံးကစနိုက်ပါတပ်သား2ဦးဖမ်းမိခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးခြင်းပါတယ် ကချင်ပြည်နယ်ဖားကန့်မြို့နယ်မှာကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့စစ်ကောင်စီတပ်များကြားတိုက်ပွဲများပြင်းထန်နေမှုကြောင့်စစ်ကောင်မရှင်ဘက်မှတပ်သား30ကျော်တိုက်ဆုံခဲ့ပြီးတူးတက်ရင်မှုတူဒဏ်ရာရရှိခဲ့ကြောင်း KIA စီးရေးတရင်ရင်းမြစ်ကနေသိရှိရပါသည်။ ်စစ်ကောင်မရှင်ဘက်မှအထည်နာမှုကြောင့်လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပြီးထိုတိုက်ပွဲမှာတရင်384မှာစနိုက်ပါကျွမ်းကျင်တပ်သားတို့ကိုဖမ်းဆီးရမိခဲ့တယ်လို့သိရှိရပါတယ်။အလားတူဗမော်မြို့မှာလေအောက်တိုဘာလ23ရက်နေ့တိုက်ပွဲများကြောင့်စစ်ကောင်စီဗိုလ်မှူးတူပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီးတိုက်စုံနိုင်ခြေရှိကပြည်သူများထိခိုက်ဒဏ်ရာရရှိမှုများလေဆက်လက်ရှိနေတယ်လို့သိရှိရပါတယ်ခင်ဗျာ။ ပေါင်မြို့နယ်မှာရိတ်ခါပြက်လက်နေတဲ့ပြူစောထိထောက်ခံသူတူဖမ်းဆီးရမိခံရတဲ့တဲ့တင်ကိုတင်ပြပေးခြင်းပါတယ်။ အော်တိုဝါလာစနေနေ့မနေ့9နာရီချိန်ခန့်မှာတက်ကုန်းပြူစောတီကျွာနီးမှာနေမြေလုံးကြုံရေးကင်းပတ်နေစဉ်ဥပွေးဟုခေါ်သောပြူစောတီထောက်ကန်သူတို့ကိုဖမ်းဆီးရရှိခဲ့ပြီးဓာတ်တလက်လေးသိမ်းဆီးရရှိခဲ့ကြောင်းပောက်တောင်ပိုင်းငကားပြောက်ကြားတပ်ဖွဲ့ပကဖထံကနေသိရှိရပါတယ်။ဥပွေးဟာစစ်တပ်ထောက်ကန်သူဖြစ်ကြောင်းဝန်ခံခဲ့ပြီးလက်နက်မကင်ဆောင်ပဲရိတ်ခါရှာဖွေရန်ထွက်လာခဲ့တယ်လို့သိရှိရပါတယ်။ဥပွေးကိုစစ်စေးမင်းမြန်လှုပ်ဆောင်နေပြီးပြစ်မှုကျွလုံမှုရှိပါကပေါင်းမြုံနေပြည်သူအုပ်ချုပ်ရေးအဖွဲ့နဲ့ပြည်သူလုံခြုံရေး ေးအဖွဲ့ထံပို့ဆောင်၍အရေးယူဆောင်ရမှာဖြစ်ပြီးပကဖအနေနဲ့ဥပွေပါဝင်ပြူစောတိဆက်ဆက်သူ9ဦးခန့်ကိုဖမ်းဆီးရရှိခဲ့ပြီဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးအကြံဖက်စစ်တပ်မှမေသမီခီတီကြီးကျော်ရောက်တွင်သူ Jet Fighter နဲ့ထပ်မံပုံကျဲတိုက်ခိုက်ခဲ့ရာအဆောက်အုံတလုံးမိလောင်ပျက်စီးခဲ့ပြီးပြည်သူအချို့ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးခြင်းပါတယ်။ KNU ၊ KMU သားစီယုံမြိတ်တဝဲခရိုင်ထီမို့ပွားနေပြီးမေသမီခီတီကြီးကျော်ရောက်တွင်သူ2025ခုနှစ်အောက်တိုဘာလ14ရက်နေ့နေ့လယ်12နာရီဝန်းကျင်အချိန်မှာအာနာသိန်း Jet Fighter စစ်တပ်မှ Jet Fighter လေးရင်နဲ့ထပ်မံပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူလူထုပိုင်းအဆောက်အုံတလုံး ထိမှန်ပျက်စီးခဲ့ရပြီးပြည်သူလူထုအချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU မြိတ်တဝဲ KI မှသတင်းထုတ်ပြန်ထားပါတယ်။ အာနာသိန်းချက်ဖက်စစ်တပ်မှ၎င်းတို့အာနာဆက်လက်တည်မြဲနိုင်ရေးအတွက်၎င်းတို့အုပ်ချုပ်ရာနယ်မြေမှာအတူရောင်ရွေးကောက်ပွဲကိုအတင်းအဓမ္မပြုလုပ်ရန်အထူးကြိုးပမ်းလျက်ရှိပြီး၎င်းတို့လက်လွတ်ဆုံးရှုံးခဲ့ရတဲ့နယ်မြေများဖြစ်တဲ့ KNU မြေတဝဲခင်ရိုင်အုပ်ချုပ်ရာဒေသများတွင်ရှိပြည်သူလူထုများအောင်အကြောက်တရားဖြစ်ပေါ်ရန်ရည်ရွယ်၍လေကြောင်းကနေပုံကျဲတိုက်ခိုက်လျက်ရှိတယ်လို့ဖော်ပြထားပါတယ်။ ဆက်လက်ပြီးဖေကုံမြို့နယ်ဘောရံရွာမှာစစ်တပ်နေ PNU တို့ကမီးရှို့ဖျက်ဆီးခဲ့တဲ့တရင်ကိုတင်ပြပေးကြပါမယ်။ ရှမ်းပြည်နယ်နဲ့ကင်းနီကယားပြည်နယ်ဆက်ဖဲခုံမြို့နယ်ဘောရံရွာမှာအကြမ်းဖက်စစ်တပ်နဲ့ PNU တို့ကတရွာလုံးကိုမိရှုပျက်စီးမှုကြောင့်နေအိမ်များနှစ်ရက်ဆက်တိုက်မိလောင်ကြနေပြီးရွာတရွာလုံးနီးပါးပျက်စီးခဲ့ကြောင်းဒေသခံသတင်းများအရသိရှိရပါတယ်။အောက်တိုဘာလ23ရက်နေ့မွန်လဲပိုင်းမှာစတင်ခဲ့တဲ့မိရှုမှုဟာ14ရက်နေ့အထိဆက်လက်ဖြစ်ပွားနေပြီးနေအိမ်များမိလောင်ပျက်စီးနေကအိမ်ရေအတွက်အတိအကျကိုမသိရှိရသေးတော့လေပြည်သူများအားလုံးဘေးလွယာသို့ထွက်ပြေးတင်းရှောင်နေရတယ်လို့သိရှိရပါတယ်။ အော်တိုဘားလာနောက်ပိုင်းမှာစတင်ပြီးစစ်တပ်နေ PNU တို့ရဲ့ရွာများကိုလူရဲ၍ဟိုဝိုဆောင်းလန်းနေလိုက်ချိုင်းကျွရွာများကိုမီးရှို့ခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ ။ယခုနောက်ဆုံးသတင်းတပုတ်အနေနဲ့မုံရမြို့မှာစတေရှိုးဘွဲပြန်လာသူလူငယ်များကိုစစ်ကောင်စီကအိမ်စီးကား၅စီးနဲ့ပေါ်တာဆွဲဖမ်းဆီးခဲ့တဲ့သတင်းကိုတင်ပြပေးခြင်းပါတယ်။အော်တိုဘားလ7ရက်နေ့ည8နာရီခန့်မှာမုံရကန္နာလဲမှာအိမ်စီးကား၅စီးနဲ့စစ်ကောင်စီတပ်ဖွဲ့ကစူတောင်းပြေဖျားပွဲစတေရှိုးဘွဲကနေပြန်လာတဲ့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းမုံရ Roads Information မှသတင်းဖော်ပြထားပါတယ်။ လူငယ်32ဦးခန့်ဖမ်းဆီးခံခဲ့ရတယ်လို့သိရှိရပြီးမုံရမြို့မှာရုံးထက်ရုံးစင်းချိန်ကလွဲလို့လူသားလူလာကင်းရှင်းနေတယ်လို့သိရှိရပါတယ်ခင်ဗျာယခုတင်ပြခဲ့တဲ့စည်ရေးသတင်းကောက်နှုတ်ချက်တွေကိုတော့ Radio NUG သတင်းတောက်ခါရှေကပေးပို့ထားခြင်းဖြစ်ပါတယ်ကျွန်တော်ကတော့နှွေဦးလင်ပါပါအာ